အားလုံးမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့မနီကလည်းကိုမင်းမင်းထွန်းတင်ထားခဲ့တယ်ဘောနော်ဒါကျွန်တော်တို့ကိုမင်းတို့ဒါကျွန်တော်မနီညာကညာမအိတ်ချင်းပတ်ချာလဲဝင်းညာသူတင်ထားခဲ့တယ်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်လည်းနည်းနည်းလေးပြောချင်ပါတယ် အဲ့ဒါကဘာလဲဆိုလက်ရှိမှာဒါကျွန်တော်တို့မြန်မာနိုင်ငံမှာဒါကျွန်တော်ငလင်းတဲ့လုတ်ခဲ့ပြီးနောက်ပိုင်းတော့မှာဒါကျွန်တော်တို့တော့ကနေမြန်မာပြည်မှာဒါပြည်သူမှာပြည်သူရှိရဲဆိုတဲ့စကားတိုင်းကျွန်တော်တို့အကုန်လုံးဒါကျွန်တော်တတ်နိုင်တဲ့ပကန်ကြီးအကုန်လုံးဝိုင်းဝန်းကူညီပေးခဲ့ကြတာတွေ့ရမှာတမပါတယ်ကျွန်တော်တို့ပါဝင်တာကျွန်တော် industry ကလူပုံစံများများကခုလက်ရှိမှာ corporate တွေအပါအဝင်လက်ရှိမှာဒါ influencer တွေရောဒါရှိသမျှဒါကျွန်တော်တို့တတ်နိုင်တဲ့ပကန်ကြီးပေါ့ဒါတာမန်ပြည်သူတွေကဒါကျွန်တော်တို့မရှိတဲ့ပြည်သူတွေကအစဒါကျွန်တော်တို့တကယ်ဖြစ်သွားတဲ့ဒါဒုက္ခခံခဲ့ရတဲ့ပြည်သူတွေကိုဒါကျွန်တော်တို့အာကူညီနေတာကိုတွေ့ရမှာတမပါပါတယ်ပေါ့နော်အဲ့တော့ပြောချင်တာကလက်ရှိမှာ ာဒါကျွန်တော်တို့ဟိုကုညီနေတဲ့လူတွေအကုန်လုံးလည်းတယောက်ချင်းစီတိုင်းကိုလည်းအများကြီးအများကြီးအများကြီးတို့ဒီမှာလည်းပြောချင်ပါတယ်ဘောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ကွန်မန့်တော့ပြောခဲ့တဲ့ topic ကိုကျွန်တော်ဒီမှာလက်ရှိ carry reset ပြီးပြောချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ လက်ရှိကျွန်တော်တို့ကြားရတဲ့တည်နေရအခုလက်ရှိမှာလိုအပ်တဲ့သူများကိုဒါကျွန်တော်တို့ဦးစားပေးတဲ့စနစ်ကတော်တော်လေးကိုနောက်ရောက်နေတဲ့ပြဿနာဖြစ်နေတယ်လို့ကြားမိကြားသိရတယ်မှာပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကကျွန်တော်တို့ဒါအခုမှဖြစ်တာမဟုတ်ဘူးเนาะကျွန်တော်ဒါခက်ဆက်ဆက်နှစ်ဆက်ဆက်မှာဒါကျွန်တော်တို့ပြဿနာတစ်ခုဖြစ်ပြီးဆိုတော့ဒီတိုင်းပဲကျွန်တော်သွားရတယ်မှာပါတယ်။လိုအပ်တဲ့လူတွေကိုဦးစားပေးတာနဲ့အခုလက်ရှိမှာဒါကျွန်တော် fake news တွေနဲ့ကျွန်တော်ဒါလောဘသားကောင်တွေကိုဒါကျွန်တော်အမြဲတမ်းတွေးကြရတယ်မှာပါတယ်ဘောနော်။အဲ့တော့ ကျွန်တော်ပထမဆုံးအနေနဲ့ကြားရတဲ့တဲ့နေလည်းရှိမှာဒါကျွန်တော်တို့ဟိုမန်လေးမှာဗောနောကျွန်တော်ဒါကျုံရှိမှာဒါကျွန်တော်အမြင်နဲ့လာလှူတဲ့လူတွေရှိတယ်။ထမင်းဘူးတွေလာရှိတယ်။ထမင်းဒါကျွန်တော်တို့တကယ်ကိုဒါကျွန်တော်လူအပ်တဲ့နေရာမှာဒါကျွန်တော်တို့သွားလှူတဲ့လူတွေများရှိတယ်။တို့တို့လည်းခုနဘောလို့ပဲဘဒူးမှာဒါကျွန်တော်နှစ်ဖူးမှာစားပြီးကျွန်တော်ကဒါကျွန်တော်တို့ဒုက္ခတကယ်ရောက်နေတဲ့လူကျွန်တော်ဒုက္ခတကယ်မရောက်တဲ့လူဆိုပြီးနှစ်ဖူးမှာဘဒူးကစားမတတ်စားတတ်ပြီးဒါကျွန်တော်တို့ဒါအဲ့လိုမလုပ်တဲ့လူတော့ဘဒူးမှာရှိမှာပေါ့။အဲ့တော့တွေးပေးဒီနေရာမှာကျွန်တော်အကုန်လုံးဝိုင်းပြီးပြောချင်တာကလှူတဲ့လူကခုနဘောဆိုသူလည်းမြင်တဲ့လူကိုလှူမှာပဲဒါပုံစံပဲတော့ဟိုထမင်းတို့လူတာက ားဆိုဒီလူရဲ့ background လိုက်လံပြီးစစ်ဆေးပြီးလှူနေတယ်ဆိုရင်တော်တော်လေးကိုခက်ခဲပါတယ်ဟောသူကျွန်တော်ငွေသားလူရဲ့ဆိုရင်ဒါဖြစ်တယ်မဟုတ်လားတိတ်နေရသူဒီအိတ်အိမ်ကိုကျွန်တော်ကဒါတိတ်နေဆယ်ပြီးမှမလို့ဒီအိမ်ကတကယ်ကိုပြိုလဲသွားဒီလူကတကယ်လူဖြစ်ရတာဒါလက်ခံဒါပေမဲ့ထမင်းတုပ်ပေးမဲ့လူတယောက်အနေနဲ့ဒါကျွန်တော်ထမင်းနေဟင်းနေဒါကျွန်တော်တကယ်ကိုအစင်ပြပြပေးမဲ့လူတယောက်အနေနဲ့ဒီလူကတကယ်လူအပ်နေတဲ့လူလားဟုတ်ပါလက်ရှိမှာဒါနောက်တစ်ခုကဖြာတယ်ဗောနော်လက်ရှိမှာညာဘက်အခုချိန်ထိလူတွေတပတ်တိပြည့်သွားခဲ့ပြီမြေအခုချိန်ထိဒါကျွန်တော်တို့အိမ်ထဲမှာအိယာခက်ခဲနေတဲ့လူတွေအများကြီးရှိပါတယ်အခုချိန်ထိဒါ ကျွန်တော်ခုနေတော့အင်တာဗျူးတစ်ခုတွေ့လိုက်ပါတယ်ကျွန်တော်အခုလက်ရှိချင်းမှာအိတ်တဲ့လူတွေတော်များသူ့အနေနဲ့ကောင်းငင်မှာမျက်နှာချက်ရှိတာဒီဇိုင်းကောင်းငင်ဘလာကြီးရှိတာသူ့အနေနဲ့ပို့လို့ပို့ပြီးတော့လုံခြုံစိတ်ချရတယ်ဆိုတော့အကူကြီးတောက်သူပြောထားတာတွေ့မှာသူသူနဲ့သူမိန်းမနဲ့သူကလေးနဲ့ကိုလက်ရှိမှာသူချင်းအောင်နေထောင်ပြီးသူတို့လက်ရှိမှာလမ်းပေါ်မှာအိတ်တယ်ပေါ့နော်ဘာကြောင့်အိတ်လဲဆိုတော့လက်ရှိမှာသူ့ရဲ့ငါးတော့သူမိုက်လို့ပြူသွားတယ်တဲ့မှာဘာလဲမသူမအိတ်ရဘာကြောင့်လဲဆိုတော့သူကလေးကိုသူတစ်ခုဖြစ်မှာဆိုသူမလို့သူပြောမှသူလက် trauma ဝင်သွားတယ်ပေါ့နော်သူနဲ့သူပြောထားတဲ့စကားလေးကတော့လက်ရှိမှာဒါကောင်းငင်ပေါ်မှာဟိုကိုမျက်နှာ ခေါမိုးကိုမောကြည့်လိုက်တဲ့အချိန်မှာ manager ရှိတာလည်းဆိုင်တော့ဘာမှမရှိရုပ်ဆောင်လေး तू အဲ့ဥစ္စာလေးကိုအခုလက်ရှိမှာသွားကြည့်တယ်ဘာလို့ဆို manager ရှိတယ်ဆိုရင်အဲ့ manager သူ့ဘာဘယ်လိုပဲချင်းပြူကြလာမလဲဆိုတဲ့ vibe ကို तू လုံးဝမခံစားနိုင်ဘူးဆို तू ပြောထားတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒီလိုမျိုးလူတွေအများကြီးလူရတယ်အခုလက်ရှိချိန်မှာဒါကျွန်တော်တို့ဒီနေရာမှာနားလည်ရမှာတခုက ပုံမှန်လင်းလင်းပြောရမယ်ဆိုရင်ဒီဟာကြီးကိုအကုန်လုံးကဟာငါတို့ကဒါကိုလိုချင်လို့ဒီထဲမှာတချို့ဆိုတာခုနကဘောလိုပဲဟိုကျွန်တော်ခုလက်ရှိမှာဒါစာရီရောဒါရုပ်တွေရောဗီဒီယိုတွေရောတွေ့ရတဲ့တဲ့တင်ရ ဒီတန်ကြီးကိုလုံးဝတစ်ခါမှမခံပြောချင်တာပဲဒီလိုမျိုးလမ်းပေါ်တစ်ခါမှမအိပ်ဘူးတဲ့လူတွေအများကြီးရှိပါတယ်ဒီလိုမျိုးထမင်းတုပ်ဝေတာကိုတစ်ခါမှမစားဘူးတဲ့လူတွေအများကြီးရှိပါတယ်အကုန်လုံးကခုနလက်ရှိမှာပိုဆိုးတာကအခုလက်ရှိမှာဟိုတက်ပါဒီလိုမျိုးပြေးထွက်လာတဲ့ကြောင့်ဘာမှမပါတဲ့လူတွေရှိပါတယ်ဖုန်းတစ်လုံးလောက်ပဲပါပြီးတော့ဘာမှကိုဘာဆိုဘာမှကိုမရှိတဲ့လူတန်းစားတွေအများကြီးရှိပါတယ်ပြောချင်တာခုနပြောလို့ပဲတကယ်ခုနပြောတချို့ပြောချင်တာကလက်ရှိမှာဒါ ဟိုအလူပါညာဆိုတို့เนี่ยလက်တော်နဲ့လူတွေရှေ့ပေါ့ဆိုတို့ဒီလိုယူရမယ်ဒီလိုစားမယ်အဲ့တော့ဒီနေရာမှာဘယ်သူတွေပေါ်ထွက်လာဆိုတာ opportunist တွေပေါ့နော်ဒါကျွန်တော်တို့အခွင့်ငောင်းအခွင့်အရေးသမားတွေဒါအများကြီးပေါ်ထွက်လာတယ်လို့ပြောလို့ရတယ်မှာပါအခုလည်းကျွန်တော်ကတော့ပြောလို့ပဲမန်လီမှာကျွန်တော်ဆုံးတွေ့တဲ့ဖြာရီတို့ခေါင်းတို့ဒါဝီတဲ့နေရာမှာဒါဝင်းနေတော့ဒါ sweetie home တို့ပါကျွန်တော်တွေ့လိုက်ပါတော့ sweetie home တို့ဒါအုပ်စုဒါခေါင်းတွေဝီတွေကြားထဲမှာလည်းဖြာရီဝီတွေအောက်ကခိုင်းတဲ့လို့ကျွန်တော်ကြားထဲမှာတက်နေဝီရောဆိုရှိရင်ဒါတွေကိုလူအပ်တဲ့သူတွေကမရသွားပင်နေဒါကျွန်တော်ကတော့ပြောလို့ပဲဟို ဒီကိစ္စမှာလဲဘာဒုက္ခမှာလဲမခံစားခဲ့ရပဲ ਨੇ ဒါတွေကိုတစ်ဖက်လက်နဲ့ပြန်ရောင်းဖို့အတွက်စဉ်းစားပြီးကိုယ့်အိမ်ကိုတည်သွားဖို့အတွက်စဉ်းစားတဲ့လူတွေကအခုလက်ရှိမှာဒီဟာတွေကိုဝိုင်းဝန်းပြီးတော့ယူနေကြတာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့ဒါကြီးကတော်တော်ကြီးကိုစိုးလွန်လာပါလို့မြင်တယ်ဘာလို့အခုချိန်မှာခုနကပြောသလိုပဲဒီတန့်တစ်ခုကလူတစ်ယောက်ရဲ့ဒါခုနကပြောသလိုပဲအခုချိန်မှာဒါဟို ပိန်းတစ်ခု east လုံးနိုင်တယ်ပေါ့နော်ပြောချင်တာကခုနကပေါ့ခံစားနေတဲ့ဝေဒနာကိုအနည်းနည်းလေးတည်းကျွန်တော်ရော့ကြသွားအောင်လုပ်နိုင်တယ်မှာပါပြီးတော့ခုနကပေါ့လေလက်ရှိဒါအခုလက်ရှိမှာဒါတော်တော်လေးကိုစိုးလာပါတယ်အခုအခုပြီးတော့နောက်တစ်ခုအနေနဲ့ဒါကျွန်တော်တွေ့ရဆိုလူတဲ့ဥစ္စာတွေပေါ့နော်ဒါလူတယောက်ကလာလူပြီးဆိုရင်ဒါခုနကပေါ့တကယ်လူအပ်တဲ့လူတွေအနေနဲ့ဒါသွားတန်းစီနေတဲ့အချိန်မှာဒါကခုနကပေါ့လေဝါလူမိုက်လူလူဘာလို့နဲ့ဝိုင်းပြီးလုံပြီးဒါကျွန်တော် ခုနကပေါ့ဝိုင်းလူတာတွေရောပေါ့ဟိုနေ့ကဒါကျွန်တော်တို့ဒါဟို influencer တယောက်ဖြစ်တဲ့ဒါကျွန်တော်ညူးနိုင်ဝင်ပေါ့နော် Terry Win တင်ထားတာလည်းတွေ့လိုက်တယ်ပြဿနာတွေအကြီးတက်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါဒီကခက်ဆစ်ဆေးစာဒီမီတွေ့လာ ာခဲ့ရတယ်မို့ပထမဖြစ်တဲ့အချိန်မှာဒါအကုန်လုံးကဒါလူညီတယ်ဘာညာဆိုအကုန်လုံးက appreciate လုပ်နေပဲအခုလက်ရှိမှာဒါကျွန်တော်လောဘသားကောင်းနေတူဒါကျွန်တော်တို့အမ်ပတ်ဝန်းကျင်ကိုဒုက္ခပေးရတဲ့လူတွေအကုန်လုံးဖြစ်တော့ဒီနေရာမှာကျွန်တော်တို့ဘာလုပ်လို့ရမလဲကျွန်တော်ဒါလူညီညီနဲ့ဒါကျွန်တော်ဒီတကယ်လူအပ်တဲ့ဥမာဒါတကယ်ထမင်းမစားရသေးဘူးလား အဲ့ဒီလူတွေကိုဒါကျွန်တော်နည်းနည်းလေးတော့ပြန်ကြည့်ရအောင်ဒါပေမဲ့ခုနကပြဿနာကပြအဲ့ဒီလူကိုကျွန်တော်ဘယ်လိုသိမလဲပြီးခုနကပြောလို့ပဲတကယ်တမ်းဟိုတချို့အခုမှဒီလိုမျိုးဒါကျွန်တော်တို့ဒုက္ခရောက်ဖူးတဲ့လူတွေရောက်နေနေရှက်တယ်ဗျပြောမှာဆိုခုနကကျွန်တော်ဆိုလည်းခုနကအခုချိန်မှာဒါဖက်ဖက်ပြောကောင်းလို့လူမျိုးဖြစ်ခဲ့ရင်ရှိတော့ကျွန်တော်ခါမလို့ဘူးလူမျိုးတမထမင်းမှုသွားတန်းစီတယ်ကျွန်တော်တို့ငယ်တော့ကဒါလက်ဘူးတက်မှာဟိုပါစားမယ်ပိုင်းအသက်ရွယ်တစ်ခုရောက်လာချိန်မှာဒီလိုမျိုးပြောမှာခုနကပြောတော့ငယ်လေးကလေးကဒါခုနကလိုအပ်ရင်ခုနကပတ်စံလေးပေးပြီးဝယ်ပြီးစားနေတဲ့လူတွေရောက်နေနေဒီလိုမျိုးထမင်းတုပ်ကိုတန်းစီရတဲ့ဘဝကိုမရောက်ဘူးလူတွေသူတို့အနေနဲ့ရှိန်ပြတယ်ခုနကအကဲလာမင်းရ ော့မတချို့အနေနဲ့အားနာပြီးတော့မဖြေတဲ့လူတွေများအဲ့တော့ခုနကတချို့ကြဟာတကောင်တွေအားနာကိုယ်စီအဲ့တော့တော့ပြုတ်လို့မရဘူးအခုလက်ရှိမှာ psychological ရသူတို့ကအကုန်လုံး social သွားကြချင်မှာသူတို့အနေနဲ့အခုချိန်ဒီဓာကြီးကိုသူတို့လက်မခံနိုင်တဲ့လူတွေအများကြီးရှိတယ်အဲ့တော့တချို့ကြတာဟုတ်တယ်ခုနကပြောလို့ရတာဟုတ်တယ်သူတို့နေသူတို့လက်ခံလိုက်ပြီးသူတို့နေဒါကိုသူတို့ကိုသူတို့ရှေ့ဆက်ပြီး survive လုပ်ရမှတကြောင်မှဒါသွားရတယ်လို့ရှိတယ်ဒါပေမဲ့တချို့ကြတာဗျအခုချိန်ဒီဓာကြီးကသူလက်မခံနိုင်ဘူးဘာလို့ဘဝတစ်စချိုပြောင်းသွားတာလေစက္ကန့်ပိုင်းတွင်ပြောင်းသွားတာကျွန်တော်ခုနကပြောလို့မိနစ်ပိုင်းတွင်တော့မစက္ကန့်ပိုင်းတွင်ဘဝတစ်စချိုပြောင်းသွားတဲ့လူတယောက်အနေနဲ့ဓာကြီးကိုသူတို့နေလက်ခံနိုင်အောင်အဲ့တော့ခုနကပြောလို့ကျွန်တော်တို့ကဒီလူတွေကို ကူညီရမယ်စားဝိုင်းဝန်းပြီးဒုက္ခပေးနေတဲ့ဥစ္စာကြီးကဘလို့မှမကြောက်ဝင်မနာတာပေါ့နော်ဒါကတော့ဒါအခုမှဖြစ်တာမဟုတ်ပါဘူးဒါကျွန်တော်ဟိုးရင်နာဂိခစ်ခဲကအခုချိန်ကြီးဒါတွေကခက်ဆက်စိတ်တွေ့နေရတော့မယ်ဒါကတော့ပေါ်ရရှိမှာဒါပြဿနာကလည်းခုနလူရဲ့လူကိုလည်းတွားပြီးဘလိန်လို့မြောလူရဲ့လူကခုနပေါ်ရအေးဒီလူကခုနပေါ်ရတကယ်လူကနေတဲ့လူကတကယ်ပဲလို့သူပြေးလို့ရတော့လာတန်းစီတဲ့ ပေးလိုက်မှာပဲတို့ကတော့ဘာလို့တို့လည်းခုနကပုံတွေလာတန်းစီရဲခုနကတို့ဟာညီလေးတကယ်လူလားဘာညာအင်တာဗျူးနောက်မှလူကတန်းနဲ့အများကြီးစီထမင်းတို့ဆိုပူဆိုးတယ်ဗျာအတမတမညီလေးစားပြီလားမစားသေးတာမဟုတ်လားရောညာအဲ့လိုတွားရပဲရှိတယ်အခုကောလာဟာလာတွေရအဲ့လိုမျိုးထမင်းတို့ကိုတော့မှဒါကျွန်တော်တို့တကယ်လူဝဲတဲ့လူဒါကျွန်တော်ပတ်စံနဲ့ပြင်ဟိုပတ်စံမရှိလို့ထမင်းတို့လာဝဲပါဆိုရအဲ့လူကိုဒါပတ်စံနဲ့ပြင်ပြီအဲ့ထမင်းတို့ကိုပြန်ရောင်းနေဆိုပြီးတော်တော်လေးကိုစိုးတယ်လို့ပဲမြင်တယ်ပေါ့နော်ဘယ်လိုပြောရမလဲကျွန်တော်လည်းမသိဘူးဗျာအမှန်တိုင်းပြောရမယ်ဆိုအဲ့တော့ ပြန်လည်ထူထောင်ဖို့တော့တော်တော်လေးကိုဒါစူးစမ်းအောင်မလို့မြင်အဲ့တော့ဒီနေရာမှာဒါကျွန်တော်ဒီဗီဒီယိုလုပ်တယ်ဆိုတော့လေဒါကျွန်တော်ပတ်ဝန်းကျင်ကိုမြင်အောင်ပါခုလက်ရှိမှာလူတဲ့လူတွေအနေနဲ့ vet လုပ်ဖို့လေတော်တော်လေးကိုခက်ခဲမှန်းလည်းသိပါတယ်ဒါပေမဲ့ခုနကပြောဆိုအခြေအနေကြောင့်အရာရှိပြီးတော့ခုနကပြောဆိုပဲတကယ်လူအပ်တဲ့လူတွေလက်ထက်ကိုရအောင်လှူနိုင်ပါဆိုကြောဒီနေရာကနေပြီးတော့စုမကောင်းတောင်းပေးခြင်းပါအဲ့တော့တကယ်ကိုလူအပ်တဲ့လူတွေကအများကြီးအများကြီးရှိပါတယ်ဗျတကယ်ကိုအများကြီးရှိနေပါသေးတယ်အဲ့တော့အခုချိန်ထိလည်းခုနကပြောဆိုပဲဒါကျွန်တော်တို့မြို့နန်းမြို့ရှိမှလည်းဒါကျွန်တော်လုံအောင်မဲ့ဥစားလေးရှိရဲလုံအောင်အများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒါတကယ်ဗျာ ျွန်တော်လည်းတခါတည်းဒီလိုကိစ္စရကျွန်တော်လည်းဘယ်လိုပြောမှန်းလဲဘောက်တော့ဘုနာဘောလိုပြောဘုနော်ဟိုဓာကြီးကိုဘယ်လိုပြောပြရမလဲပြီးတော့အခုချိန်မှာပူဆိုးတာကဟိုတခိုးရံလည်းကြောက်ရတယ်ဓပြရံလည်းကြောက်တယ်ခင်ဗျာတကယ်တကယ် ဟိုကျွန်တော်တို့ဒါဥယင်တော့ဒါကျွန်တော်ဖတ်ဖူးတယ်ဆိုတော့ရှေ့ဂျပန်နိုင်ငံမှာဘုံဒုက္ခရောက်ပြီဆိုရင်အစိုးရကမနိုင်ဘူးယာကူဇာကိုခေါ်ရတယ်ယာကူဇာဘာလို့ခေါ်ရလဲဆိုတော့ယာကူဇာအနေနဲ့အရန်စီကန်ရှိလို့အရန်ယာကူဇာအနေနဲ့ကျွန်တော်ဖတ်မဲ့ရရေရွေးဖြစ်ဖြစ်ငင်းလင်းပြွေးဖြစ်ဖြစ်သူတို့ကသူက network ပူပြင့်နေတယ်သူတို့ကခုနပြောတဲ့လူတွေကိုအမြင်နဲ့ဒါကာကွယ်ပြီးရတယ်မှာပါတယ်သူတို့ကသူစက်ကြီးတောင်းတာတကယ်မို့နော်သူတို့ကသူတို့ဒါဒါပေမဲ့ခက်ခဲတဲ့အချိန်မှာယာကူဇာအမြင်နဲ့ရှယ်အဲ့တော့ ပြောချင်တာပြကျွန်တော်မြန်မာနိုင်ငံကောင်းတဲ့ဘုတခိုးတိုင်းဝမ်းပဲပြောတာကျွန်တော်တို့တခြားတိုင်းဝမ်းပဲပြောဒီလိုမျိုးဖြစ်တဲ့အချိန်မှာဒါကြီးတို့မလုပဲနေလို့မရဘူးလားမသိဘူးเนาะကျွန်တော်လည်းဒါတခါကျရင်ကလေးတွင်းနေပဲစဉ်းစားမယ်ဒါပေမဲ့ခုနလက်ရှိမှာဒါအဲ့ဒါတွေခဏထားပဲလက်ရှိမှာလောဘသားကောင်နေနေအခုလက်ရှိမှာဒါကျွန်တော်တို့ဝိုင်းဝန်းပြီးရောအကူညီပေးကြပါအောင်ဒါကျွန်တော်တို့အဲ့လောဘသားကောင်တွေလောဘသားကောင်တွေတားဖို့အတွက်ဝိုင်းဝန်းပူညီပေးကြပါအောင်အခုလက်ရှိမှာလူအပ်တဲ့လူတွေကိုဦးစားပေးခြင်းပြကျွန်တော်တို့အကူညီပေးကြပါပြောချင်ပါအဲ့တော့အခုလက်ရှိဒါကျွန်တော်ဒီဗီဒီယိုလေးကိုတော့ကျွန်တော်ဒါထုတ်ရနိုင် ညီကိုတယောက်ချင်းတယောက်ချင်းနဲ့ကျွန်တော်ဒေနာကျူးတူပါတယ်ဒါကျွန်တော်တို့ဒီကကူညီကယ်ဆယ်ရေးစီစဉ်ကိုကူညီပေးနေတဲ့ညီကိုတွေအားလုံးတယောက်ချင်းတိုင်းကိုလည်းအများကြီးအများကြီးကျူးတူတယ်ပြောချင်ပါတယ်ဒါကြောင့်ချင်းတယောက်ချင်းတိုင်းကျွန်တော်တို့ဒါအမြဲတမ်းပေါဝင်ပတ်သက်ပြီးတော့အများကြီးကျူးတူပါတယ်ငွေအားဖြစ်ဖြစ်ဖြစ်ဆေးအားစိတ်ကြမ်းမှအဖြစ်ဖြစ်ဖြစ်ဒါကြောင့်တရက်စီစဉ်မူပိုင်မှာကူညီပေးတဲ့ညီကိုမောင်တို့မှတယောက်ချင်းတိုင်းကိုအများကြီးအများကြီးကျူးတူပါလို့ပြောရင်လည်းကောင်းမွန်သောနေ့နေ့ဖြစ်ပါစေမောင်ကောင်းတောင်းပေးပါတယ်ကျွန်တော်တို့နောက်မှ AAC တွေ့ကြတာပေါ့အားလုံးကိုကျူးတူပါတယ်ကျွန်တော်ကုန်ပြီပေါ့ဗျဒေဖော့ပါ